နှစ်စဉ်လုံးနေကြအတိုင်းအင်ဂျီယာမက်တွေအတွက်အိုးထက်ဖို့ကွင်းမှာအိတ်ဆက်နိုင်မှုနေရာစီစဉ်ပေးခဲ့တဲ့ United ပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါ रे ဘောလုံးကင်းတွေဟာရာသီဥတုတန်ကိုခံနိုင်ရှိတဲ့စောက်အုပ်ကြီးများဖြစ်ပြီးတော့အချို့အခါမှာလူငွေလုပ်ငန်းတွေအတွက်အသုံးဝင်တတ်ကြပါ रे မကြသမီကမန်ချက်စတာ United အသင်းဟာသူရဲ့အိမ်ကွင်းဖြစ်တဲ့အိုးထက်ဖို့ကွင်းကိုလမ်းနေပေါ်မှာအိမ်မဲဘွားနဲ့အိတ်ဆီယာနေရာမရှိတဲ့အင်ဂျီမဲတွေအတွက်အိတ်ဆက်နားယူလို့ရတဲ့နေရာဖြစ်ဖွင့်ပေးခဲ့တာကလူမှုကွင်းရဲ့မှာအများကြီးဆွေးနွေးခဲ့ရတဲ့ကိစ္စတစ်ခုဖြစ်ပါ रे ဒီလိုလှုပ်ဆောင်ချက်ဟာကစားမဟောင်းကြီးများဖြစ်တဲ့ West Brown, Fee Jones နဲ့ Michael Carrick တို့လည်းပါဝင်ခဲ့ပြီးတော့အလူရှင်များနဲ့လူမွေးအဖွဲ့အစည်းများကလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလူမွေးလုပ်ငန်းဟာအားလုံးချီးကျူးကြတာမဟုတ်ဘဲနဲ့အချို့ကဝေဖန်ခဲ့ကြပြီးတော့ Liverpool ပရိသတ်တွေရဲ့မှတ်ချက်နဲ့လူမှုကွန်ရက်မှာအငင်းပွားမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ Manchester United ရဲ့အသင်းဟာလူမျိုးအင်ဂျီမဲတွေအတွက်အိတ်ဆက်နေရာဖွင့်ပေးတာကပထမဆုံးအကြိမ်မဟုတ်ပါဘူး။သူတို့ဟာနှစ်စဉ်ဆောင်ရွက်လာခဲ့တဲ့လူမွေးလုပ်ငန်းကြီးဖြစ်ပါတယ်။ ဒီသပင်းတော့ဆောင်းရသည့်ဒေါ်တဲမှာအေးဒံကိုခံရမှာကိုစိုးရိမ်ပြီးတော့အင်ဂျီယာမဲတွေအတွက်အကာအကွယ်ပေးနိုင်တဲ့နေရာတွေလိုအပ်လာတဲ့အခါမန်ချက်စတာယူနိုက်တက်အသင်းကသူရဲ့အိမ်ကွင်းကိုဖွင့်လှစ်ပေးလို့ရှိတဲ့ပါတယ်။ဒီနေ့မှလည်းဆိုးရတဲ့ဆောင်းရသည့်ကိုရင်ဆိုင်ရမှာကိုကြိုတင်ခန့်မှန်းပြီးတော့မန်ချက်စတာယူနိုက်တက်ဖောင်ဒေးရှင်းကဒီလုပ်ငန်းကိုစီစဉ်ခဲ့ပါတယ်။အိုးထက်ဖို့ကွင်းရဲ့အတွင်းပိုင်းနေရာတွေကိုအိတ်ဆက်စရာနေရာဖြစ်ပြင်ဆင်ခဲ့ပြီးတော့အင်ဂျီမဲတွေအတွက်အပူဓာတ်ပေးတဲ့အိတ်ရာတွေအစားစာတွေတောက်သုံးပွေရာတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးခဲ့ပါတယ်။ဒီလုပ်ငန်းမှာမန်ချက်စတာယူနိုက်တက်ကစားမဟောင်းကြီးတွေဖြစ်တဲ့ဝက်စ်ဘရောင်း ဖီဂျုံနဲ့မိုက်ကယ်ကာရိုက်တို့ကလည်းပါဝင်ပေးခဲ့ကြပါရီသူတို့ဟာအင်ဂျီယာမက်တွေကိုတိစုံပြီးတော့စကားပြောကြားခဲ့ကြပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုဝေမျှခဲ့ကြပါရီဝက်စ်ဘရောင်းကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မိသားစုကလူမျိုးလူမျိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ရတာအကုန်ယူပါရီအင်ဂျီယာမက်တွေအတွက်ကူညီရတာကကျွန်တော်တို့ရဲ့တာဝန်တစ်ခုလို့ယူဆပါရီလို့ပြောကြားခဲ့ပါရီဖီဂျုံကလည်းကျွန်တော်တို့ကစားမားတွေအနေနဲ့လူမျိုးရေးလုပ်ငန်းတွေမှာပါဝင်ရတာကအရန်ကိုအရေးကြီးပါရီဒီလိုလှုပ်ဆောင်ခြင်းအပြင်ကျွန်တော်ရဲ့လူမျိုးရေးတာဝန်တွေကိုထမ်းဆောင်နိုင်ပါရီလို့ဆိုခဲ့ကြပါရီမိုက်ကယ်ကာရိုက်ကလည်း ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဘောလုံးကစားပွဲတွေမှာသာမဟုတ်ဘဲနဲ့လူမျိုးလုပ်ငန်းတွေမှာလည်းဥဆောင်ဥရွက်ရှိတယ်ဆိုတာပြသနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီလုပ်ငန်းမှာမန်ချက်စတာမြို့ရဲ့လူမျိုးရေးအဖွဲ့အစည်းတွေလည်းပါဝင်ခဲ့ကြပါတယ်။အထူးသဖြင့်တော့ Manchester Homeless Partnership လို့ခေါ်တဲ့အဖွဲ့ကမန်ချက်စတာယူနိုက်တက်နဲ့ပူးပေါင်းပြီးတော့ဒီလုပ်ငန်းကိုဆောင်ရွက်ခဲ့ပါတယ်။ဒီအဖွဲ့ဟာအင်ဂျင်မဲတွေကိုရွေးချယ်ပေးခြင်း၊သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်း၊အင်ဂျင်မဲတွေအတွက်အရှိကြာဖြည့်ရှင်းနည်းတွေကိုရှာဖွေပေးခြင်းတို့ကိုလှုံ့ဆော်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီလုပ်ငန်းဟာအင်ဂျင်မဲတွေအတွက်တိုက်ရိုက်အကူအညီပေးနိုင်ခဲ့ပြီးတော့စောင့်ရသည့်တွင်မှအေးဒဏ်ကိုခံစားမှာကိုကာကွယ်ပေးနိုင်ခဲ့ပါသည်။ဒါ့အပြင်ဒီလုပ်ငန်းဟာလူမှုရေးလုပ်ငန်းတွေမှာဘောလုံးသင်းရဲ့ပါဝင်မှုကဘလောက်အရေးကြီးတယ်လဲဆိုတာပြသနေပါသည်။မန်ချက်စတာယူနိုက်တက်ရဲ့ဒီလူမှုရေးလုပ်ငန်းဟာအားလုံးကချီးကျူးကြရတော့မဟုတ်ပါဘူး။လူမှုကွန်ရက်ပေါ်မှာတချို့ကဒီလုပ်ငန်းကိုဝေဖန်ခဲ့ကြပါသည်။အဓိကဝေဖန်မှုကတော့အိုးထက်ဖို့ကွင်းနဲ့လာအိတ်ကြတဲ့လူတွေဟာအမှန်တကယ်ပဲအင်ဂျင်မဲတွေမဟုတ်ဘဲနဲ့အင်ဂျင်မဲတွေအတွက်ရန်ပုံငွေရှာဖွေဖို့ပိုက်ဆံပေးပြီးတော့လာအိတ်ကြတဲ့လူတွေဖြစ်တယ်လို့ဆိုခဲ့ကြပါသည်။သူတို့တွေက ိုးထက်ဖို့ကွင်းထဲမှာလာအိတ်ကြတဲ့သူတွေကအမှန်တကယ်ပဲအင်ဂျီမက်တွေမဟုတ်ဘူးယ။သူတို့ကအင်ဂျီမက်တွေအတွက်ရမုံငွေရှာဖွေဖို့ပိုက်ဆံပြီးတော့လာအိတ်ကြတာပါ။သူတို့ဟာအိမ်နေရှိပြီးတော့အစားအစာတွေလည်းစားနိုင်ကြတဲ့သူတွေပါ။အဲဒါကြောင့်သူတို့ကအမှန်တကယ်ပဲအင်ဂျီမက်တွေမဟုတ်ကြပါဘူးလို့ဆိုခဲ့ကြတာဖြစ်ပါတယ်။ဒီဝေဖန်မှုကလူမှုကွန်ရက်ပေါ်မှာပြန်နံသွားခဲ့ပြီးတော့အများကြီးဆွေးနွေးခဲ့ကြပါတယ်။တချို့ကဒီဝေဖန်မှုကိုထောက်ပြခဲ့ကြပြီးတော့တချို့ကတော့ဒီဝေဖန်မှုကိုညှင်းဆိုခဲ့ကြပါတယ်။အဲဒီဝေဖန်မှုကိုထောက်ခံသူတွေက Manchester United အသင်းဟာလူလူမှုရေးလုပ်ငန်းတွေကိုလှုပ်ဆောင်တာကောင်းပါတယ်။ဒါပေမဲ့အင်ဂျီမက်တွေအတွက်အကူအညီပေးမယ်ဆိုရင် မှန်တကယ်အင်ဂျင်မဲတွေကိုသာရွေးချယ်တင်ပါလိရမုံဝေရှာပွေဖို့ပိုက်ဆံပေးပြီးတော့လာအိတ်ကြသူတွေကိုလက်ခံတာကမမှန်ဘူးလို့ဆိုခဲ့ကြပါလိဒါမဲ့ဒီဝေဖမှုကိုညင်းဆိုသူတွေကအင်ဂျင်မဲတွေအတွက်ရမုံဝေရှာပွေဖို့ပိုက်ဆံပေးပြီးတော့လာအိတ်ကြသူတွေကလည်းအင်ဂျင်မဲတွေအတွက်ကူညီချင်ကြတဲ့သူတွေပါသူတို့ဟာအင်ဂျင်မဲများရဲ့အခက်အခဲကိုနားလည်ပြီးတော့သူတို့ရဲ့အခြေအနေစွမ်းရည်ကိုအသုံးချပြီးတော့ကူညီချင်ကြတာပါအဲဒါကြောင့်မလို့သူတို့ကိုဝေဖန်နေဆိုတာမမှန်ဘူးလို့ဆိုခဲ့ကြပါလိဒီညင်းပွားမှုဟာလူမှုကွန်ရက်ပေါ်မှာပို့ပြီးတော့ပြင်းထန်လာခဲ့ပြီးတော့လေပေါင်းပရိသတ်တဲ့ဦးရဲ့မှတ်ချက်ကြောင့် ပို့ပြီးတော့ viral ဖြစ်သွားခဲ့ရပါတယ်လေပေါင်းပရိသတ်တဲ့ဦးကလူမှုကွန်ရက်ပေါ်မှာဒီလိုလူမှုရေးလုပ်ငန်းတွေကို MF မှာနှိစင်ပြုလုပ်ပါတယ်လို့ပြောကြားခဲ့တာပါသူကလေပေါင်းအသင်းဟာနှိစင် MF ကွင်းမှာအင်ဂျီမဲတွေအတွက်အိတ်ဆက်နေရဖွင့်ပေးတယ်ဒါပေမဲ့သူတို့ဟာခေါမိုးယူရင်အိတ်လို့ရအောင်ထီရောမပေးချဘူးလားလို့လောင်ပြောင်ခဲ့တာဖြစ်ပါတယ်ဒီညင်းပွားမှုဟာဘောလုံးပရိသတ်ရဲ့ရန်လုံမှုတွေကိုပြသနေပြီးတော့လူမှုရေးလုပ်ငန်းတွေကိုဘယ်လိုရှုထောင့်နဲ့ကြည့်ကြမလဲဆိုတာကိုပြသနေပါတယ်ဘောလုံးပရိသတ်တွေကသူတို့ရဲ့အသင်းကိုချစ်ခင်ကြပြီးတော့ပြိုင်ပွဲအသင်းတွေကိုရန်လိုကြပြီမြေ လူမှုရေးလုပ်ငန်းတွေကိုတော့လူသားဆန်မှုဆိုတဲ့ရှူတောင်းကနေပဲကြည်တင်ပါရခင်ဗျာအစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိကြပါခင်ဗျာ